္လာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းစတဲ့နေ့ကိုတင်ဆက်ပေးပါမယ်။ငလင်ဘေးကယ်ဆယ်လုပ်မဲ့ဘယ်ဖွဲ့မဆိုကြိုတင်ခွင့်ပြုချက်တောင်းခံမှာဖြစ်ပြီးစစ်ကောင်စီနဲ့ပူတွဲဆောင်ရွက်မှာခွင့်ပြုမယ်လို့စိုးရင်ကပြောပါရတယ်။ပထမမြို့နယ်စစ်တပ်ရဲ့ညောင်ကျိုးဘျူဟာစခန်းကုန်းကို အေကသိမ့်ပိုက်ရရှိကစစ်တပ်ကအပြစ်ရရင်ကြီးညာချက်ကိုချိုးပေါက်ကအေကို တိုက်ခိုက်နေတဲ့တဲ့ရင်ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းစတဲ့နေ့ကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့မြန်မာနိုင်ငံအလဲပိုင်းမှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ဘေးကယ်ဆယ်ရေးလုပ်မဲ့ဘဲအဖွဲ့မစို့ တီးကြလွတ်လပ်စွာရက်တီဆောင်ရွက်ခွင့်မရှိဘဲကြိုတွင်ခွင့်ပြုချက် တောင်းခံမှာဖြစ်ကစစ်ကောင်စီနဲ့ပူတွယ်ဆောင်ရွက်မှသာခွင့်ပြုမယ်လို့အကြံဖက်ဒုစစ်ခေါင်းဆောင်စိုးရင်းကပြောဆိုလိုက်ပါတယ်။တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့လည်းတပ်ဆိုင်ရာနယ်မြေတွေကိုရောက်ရှိလာတဲ့ကုညီကယ်ဆေးအဖွဲ့တွေ NGO အဖွဲ့အစည်းတွေကိုမိမိတို့ကုညီကယ်ဆေးအဖွဲ့တွေနဲ့အတူတကွပူးပေါင်းဆောင်ရွက်မှသာ ခွင့်ပြုပေးသွားဖို့လိုအပ်တယ်လို့လည်းအကြံဖက်စိုးဝင်းကပြောပါရတယ်။တစ်ဖက်မှာလည်းအကြံဖက်စစ်ကောင်စီကငလင်တန်သင့်ပြည်သူတွေစီကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပိတ်ပင်ကတ်တက်နေပြီးအထူးသဖြင့်ဆရာနာသိမ့်မှုကိုစန့်ကျင်တဲ့ပြည်သူတွေစီကိုအကူအညီတွေမရောက်ရှိစေဖို့တားဆီးတာတိုက်ခိုက်တာတွေကိုလုပ်နေရတယ်လို့လည်းကုလသမဂ္ဂလူခွင့်ဆိုင်ရာရုံးကထုတ်ပြန်ထားပါရတယ်။ဒါ့အပြင်သခိုင်းနဲ့ဘကိုးတိုင်းအတွင်းကငလင်ဘေးတင်ပြည်သူတွေမှာလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီတွေမရသလိုဒေတာပရိုက်တာနဲ့အလူရှင်တွေကိုစစ်ကောင်စီထိန်းချုပ်ထားတဲ့ဇကိုင်းမြို့ပေါ်မှာသာအကူအညီတွေပေးနေရပြီးဇကိုင်းမြို့ပြင်ပ တော်လိုင်းတက်တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုသွားရောက်လှူဒန်းဖို့အတွက်စစ်တပ်ရဲ့တားဆီးမှုတွေကိုခံနေရတယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေစီကနေသိရပါတယ်ရှင်ဒီတခါမှာတော့မြန်မာနိုင်ငံအလဲပိုင်းကိုဗဟိုပြုကမက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့် သေဆုံးသူ3455ဦးရှိလာပြီလို့အကြမ်းဖက်စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါရယ်။ငလင်လှုပ်ခတ်ခဲ့မှုကြောင့်အခုချိန်ထိသေဆုံးသူ3455ဦးထိခိုက်ဒဏ်ရာရှိသူ4840ဦးပျောက်ဆုံးနေသူ214ဦးစုစုပေါင်း6600ကျော်ခန့်ထိခိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့ပါရယ်။အသေးစိတ်စင်းတွေမရရှိသေးပေမဲ့အဆောက်အုံပေါင်း9223လုံးစာတင်ကြောင်းပေါင်း1824ကျောင်းဖုံးတော်ကြီးကျောင်းနဲ့တိလား ရှင်စာတင်တိုက်2952ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီးဖျားစီရီပေါင်း4818ခုထိခိုက်ပျက်စီးဆုံးရှုံးခဲ့တယ်လို့စေယုံစေကံ169ခုပျက်စီးခဲ့လို့စစ်ကောက်စီကဆိုပါတယ်။လမ်းပန်းဆက်သွယ်ရေးအနေနဲ့လည်းရန်ကုန်နေပြည်တော်မန္တလေးတော်ယထာလန်းနဲ့ကားလန်းတွေပျက်စီးတာနဲ့မိရထာဘူတာအချို့ပျက်စီးခဲ့ပြီးတရား169စင်းဆယ်မြောင်းတမန်168ခုထိခိုက်ပျက်စီးခဲ့တယ်လို့စစ်ကောက်စီကသတင်းထုတ်ပြန်ထားပါတယ်။လက်တလုံးမှာစစ်ကောက်စီက ငလင်ဘေးတင်ပြည်သူတွေကိုကုညီမှုတွေတေချာစွာမလွတ်ဆောင်နိုင်သေးကြ။မန္တလေးကငလင်ဘေးတင်ပြည်သူတွေကိုအတင်းကျပ်နေရာပြောင်းရွှေ့ခိုင်းနေရလို့လဲမန္တလေးဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရရှင်။ ဆက်လက်ပြီးတော့ငလင်ဘေးကြောင့်လူပေါင်းများစွာတေကျေပျက်စီးခဲ့တဲ့မြန်မာနိုင်ငံကို အကူအညီပေးဖို့ရောက်ရှိနေတဲ့နိုင်ငံကဖွံ့ဖြိုးရေးဆိုင်ရာအမေရိကန်အေဂျင်စီ USAID ဝန်ထမ်း၃ကိုထရန့်အစိုးရကအလုတ်ကနေထုတ်ပယ်လိုက်ပါတယ်။အဲ့ဒီဝန်ထမ်းတွေဟာငလင်တန်ကယ်ဆယ်နဲ့ပြန်လည်ထူထောင်ရေးလိုအပ်ချက်တွေကိုလေ့လာဖို့အတွက်မြန်မာနိုင်ငံကိုရောက်ရှိနေတာဖြစ်တယ်လို့လည်း USAID ရဲ့အကြီးအကဲအရာရှိဟောင်းကရိုက်တာသတင်းဌာနကိုပြောကြားထားပါတယ်။ သူတို့သုံးဟာငလင်ငယ်စည်းအတွက်မန္တလေးမြို့ကိုရောက်ရှိနေချိန်မှာအလုတ်ထုတ်စာကိုလက်ခံရရှိခဲ့တာဖြစ်တယ်လို့လည်း writer သတင်းကဖော်ပြထားပါတယ်။ USAID ဝန်ထမ်းသုံးဦးတက်ကတဦးဟာ Washington DC မြို့တော်ကနေထွက်ခွာလာတာဖြစ်ပြီးကျန်နှဦးကမနီလာနဲ့ဘန်ကောက်မြို့ကနေထွက်ခွာလာကြသူတွေဖြစ်တယ်လို့လည်းဆိုထားပါတယ်။သူတို့သုံးဦးဟာငလင်တန်ခံစားနေရတဲ့ဒေသတွေမှာ စ조사အလုလုကန်နေကြတာဖြစ်ပြီးဘေးရန်တွေကြုံတွေ့နေရတဲ့ဒေသခံတွေနဲ့မန္တလေးမြို့လမ်းမာရီပေါ်မှာအိတ်ဆက်ပြီးအလုလုကန်နေကြသူတွေဖြစ်တယ်လို့လည်း USAID အကြီးတန်းအရာရှိဟောင်းကပြောပါရတယ်။ American အစိုးရဟာမြန်မာငလင်ဘေးအတွက် American Dollar ကိုးသန်းနှိပါးကိုထောက်ပံ့မယ်လို့ကြေညာထားပေမဲ့လက်ရှိမှာ Trump အစိုးရရဲ့မူဝါဒတွေကြောင့်မြန်မာငလင်ဘေးကို American အစိုးရအနေနဲ့ ပြစ်ပြစ်ဝဝကူညီပေးနေတာမရှိဘူးလို့လည်း USAI နဲ့အကြီးအကဲတွေအပါအဝင် American အဖွဲ့အစည်း၃ခုကဝေဖန်ထားပါတယ်။ဒီဝေဖန်ချက်နဲ့ပတ်သက်ပြီး American နိုင်ငံခြားရေးဝန်ကြီး Mike Rubio ကညင်းပယ်ခဲ့ပြီးတဲ့နောက်မှာငလင်းစိုးကိုရရှိနေတဲ့ USAI ဒီဝန်ထမ်းတွေအလုတ်ထုတ်ခံရတာလည်းဖြစ်ပါတယ်ရှင်။မကွေးရသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။မကွေးတိုင်းအောင်လံမြို့ပေါ်ကောင်းဝင်းဂိတ်အဟောင်းက လူနေအိမ်ဆိုင်ငန်းတွေကိုမဖျက်ဆီးဖို့အတွက် ြည်သူတွေကရှစ်ခိုးတောင်းပန်ပေမဲ့လည်းစစ်တပ်ရဲနဲ့စီပင်တွေကအတင်းအဓမ္မအင်အားသုံးဖြိုချဖျက်ဆီးနေတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မနေ့ကမနေ့ပိုင်းကမကွေးတိုင်းအောင်လံမြို့စမ်းကြောင်ရက်ွက်ကာဝင်းဂိတ်အဟောင်းမှာရှိတဲ့လူနေအိမ်ဆိုင်ကန်းတွေကိုရဲစစ်တပ်နဲ့စီပင်တွေကဝင်ရောက်ဖျက်ဆီးဖို့အတွက်ကြိုးပမ်းနေစဉ်မှာပြည်သူတွေကထိုင်ကြော်ပေးမယ်လေဆိုင်ကန်းတွေကိုအတင်းအဓမ္မဝင်ရောက်ဖျက်ဆီးခဲ့တာလည်းဖြစ်ပါရယ်အဲ့ဒီဆိုင်ကန်းတွေဟာလွန်ခဲ့တဲ့ က်နှစ်30လောက်ကတည်းကအခန်းကိုဝယ်ပြီးလက်စင်ပတ်စံသွင်းပြီးနေကြတာဖြစ်ပြီးဘာရောဂျိမ်းမှမပဲပဲဖြစ်စည်းတာဖြစ်တယ်လို့လည်းဒေတာနေပြည်သူတွေကပြောပါတယ်အကြက်ပဲစစ်ကောင်စီဟာအောင်လံမြို့ပေါ်မှာပြည်သူတွေနေထိုင်တဲ့ရက်ွက်နေအိမ်တွေကိုကျူးကျော်လို့ဆိုပြီးဖြက်စည်းတာဌာနဆိုင်ရာ မြေလို့ဆိုပြီးဖြက်စည်းတာတွေကိုစစ်တပ်အာဏာသိမ်းပြီးချိန်2021ခုနှစ်ကနေစတင်ကလှုပ်ဆောင်လာတာဖြစ်တယ်လို့လည်းအောင်လံမြို့ကန်ပြည်သူတွေကပြောပါရရှင်။ ခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ပဲခူးအတိုင်းဗဒောင်းမြို့နယ်ကစစ်ကောင်စီရဲ့ညောင်ကျိုးဗျူဟာစကန်ကုန်းကိုအလုံးစုံသိမ့်ပိုက်ရရှိခဲ့တယ်လို့အေအေကသတင်းထုတ်ပြန်ထားပါတယ်။ဧပြီလ2ရက်နေ့ကပဲခူးအတိုင်းညောင်ကျိုးဗျူဟာစကန်ကုန်းကိုအရခတက်တော်ကအလုံးစုံ သိမ့်ပိုက်ရရှိနိုင်ခဲ့တာဖြစ်တာလည်းဖြစ်ပါတယ်။အဲ့ဒီစကန်ကိုမတ်လ18ရက်နေ့ကနေစတင်ထိုးစစ်ဆင်တိုက်ခတ်ခဲ့ပြီး 16ရက်ကြာအောင်ထိုးစစ်ဆင်တိုက်ခတ်ခဲ့ရတာလည်းဖြစ်ပါတယ်။အေအနေနဲ့ဂဇင့်ကလေးအားစုတ်ခွာထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နိုင်တဲ့အခွင့်အရေးရှိပြီမဲ့လည်းတစ်ဖက်သက်အပြစ်ရက်ခဲ့တာကြောင့်အဲ့ဒီနေရာတွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မှုမပြုလုပ်တော့ဘဲ ထိုးစစ်တွေကိုရပ်တန့်ခဲ့လို့လည်းအေကတည်င်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါရယ်အရခတက်တော်ကဧပြီလ10ရက်နေ့စတင်ပြီးညီနောင်မဟာမိတ်တွေဖြစ်ကြတဲ့ကိုးကံတောင်းဖွဲ့စည်းတွေနဲ့အတူတလတာတစ်ဖက်သက်အပြည့်ရဆဲကြောင်ကြီးညာခဲ့တာလည်းဖြစ်ပါရယ်အဲဒီတစ်ဖက်သက်အပြည့်ရတာဟာမက်လာ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ငလင်တန်တဲ့ပြည်သူလူကို လူသားချင်းစာနာထောက်ထားသောစိတ်ပြည်အောင်စုစိတ်တဲ့အပြည့်ရှိတာကြောင့်ဖြစ်တယ်လို့လည်းအေကဆိုထား ပါတယ်။ဒါပေမဲ့စစ်ကောင်စီကကြညာထားတဲ့တစ်ဖက်သက်အပြစ်ရဲဆဲရေးကြညာချက်ကို ချိုးပေါက်ပြီးတဲ့နောက်မှာဧပြီလ2ရက်နေ့နဲ့အဲဒီရက်မတိုင်မီရက်တွေမှာ ရခိုင်ပြည်ကြောက်ဖြူမြို့နယ်စစ်တွေမြို့ပတ်ဝန်းကျင်ကအာရခတပ်တော်တပ်ဖွဲ့ဝင်တွေကို လက်လက်ကြီး drop ball လေကြောင်းနဲ့စစ်သမောတွေဘော်ကနေပြစ်ခတ်တိုက်ခိုက်တာတွေကိုအခုချိန်ထိဇက်တိုက်ပြုလုပ်နေရလို့လဲဆိုထားပါဗျ။ဒါအပြင်စစ်ကောင်စီဟာဘကိုးတိုင်း AR တိုင်းနဲ့အခြားနေရာဒေသတွေမှာအာရခတပ်တော်ရဲ့စစ်ကြောင်းတွေကိုလည်းနေတိုင်းတံပြန်ထိုးစစ်တွေဆင်နွှဲနေရလို့ AA ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါအားဖြင့်ရေကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်ကျမများပါ